အားလုံးပဲမင်္ဂလာပါဗျာကုတ္တကမာတော့ဖလိုင်ကာယာက Twitter သူစတိုးဆိုင်ပိုင်ရှင်ကတခိုးတားမီကိုနှိပ်စက်လို့ပြည်သူများငိုကြွေးနေကြတဲ့ရုပ်တံဗီဒီယိုပိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုပိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီ knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာဖလိုင်ကာယာမှာ တွဲတာသူဆိုတဲ့အထင်းနဲ့စတိုးမှာအကုန်လုံးလည်းမြင်မှာပါเนาะအဲ့ဒီမှာကလေးလေးကိုခြေထားတဲ့အမျိုးသမီးတယောက်ကအဲ့စတိုးဆိုင်နဲ့ဝင်ပြီးတော့ခိုးတယ်သူများပြည်စီခိုးရင်တော့တခိုးပေါ့ရှင်ခိုးတာကကျမတို့လည်းမကြိုက်ဘူးလက်ကောင်းနဲ့မျက်တိလည်းမကြိုက်ဘူးခိုးတာကိုဘယ်သူမှလည်းမခံပါဘူးရှင်เนาะဒါပေမဲ့တွဲတာသူအထင်းနဲ့စတိုးဆိုင်ကအမျိုးသမီးလေးကမြင်ပါပါတိတော်မှလည်းသူတင်ထားပါတယ်เนาะခိုးမှုဆိုတာက 389ပုံမှန်နဲ့ဆွဲလို့ရပါတယ်။တက်ဆိုင်ရာတရားဥပဒေအတိုင်းသွားတိုင်မှာနော်ကြည့်ရောက်စာလူကြီးမင်းနေအေးအေးယူပေးပါလိမ့်မယ်နော်။အခုကကြည့်ရတာလည်းမသက်သာဘူး။ခိုးတဲ့မိန်းမကအသက်လည်းကြီးပါပြီနော်။ခလေးကိုခြိထားတယ်။သူစားစရာမရှိလို့တဲ့နေလည်းမကောင်းလို့တဲ့နော်။ကျမနဲ့လည်းအမျိုးမတော်ဘူး။ကျမအမျိုးလည်းမဟုတ်ဘူး။ကျမမိတ်ဆွေလည်းမဟုတ်ဘူး။ဒါပေမဲ့ရိုက်လိုက်တဲ့ညီမရဲ့နော်။စပင်းမွေးရို့ဒီလိုစောင့်ဆွဲမှာညီမပါးတယ်လည်းရိုက်တယ်နော်။ပြီးတော့စဉ်းစားကြည့် ညီမပြောတဲ့စကားလုံးတွေကလေအမားတို့ကြည်နေတဲ့သူတွေတော့မှဓမ္မခံနိုင်မှုလူတယောက်ကိုညီမခိုးမှုอ่ะခိုးမှုပါပဲညီမရဲ့နော်သက်ဆိုင်ရာတွေကိုတိုင်လိုက်ပါနော်ကလေးလေးကလေငယ်ငယ်လေးပဲရှိပါသေးတယ်နော်အဲ့ကလေးလေးကိုတာသမီးချင်းကိုကြီးစားပေးပါညီမရဲ့နော်ပေါ့မမမဲအတယောက်ကိုလုတ်တဲ့အတွက်အဲ့ကလေးကလေအသက်ကြီးတဲ့အထီးလဲတန်ရာတွေရသွားမှာတန်ရာတွေရသွားမှာဒီမဲရေဆိုရလဲ ။ထမင်းတစ်လုံးစားဖို့အတွက်ကိုခိုးစားတာ။ခိုးစားတာဒါပေမဲ့ညီမစပေးမွေးရိုးစောက်သွားပြီညီမဆဲတယ်။ရိုက်တယ်။ကောင်းလေးနှစ်ယောက်ကိုခေါ်ပြီးတော့နေဘူးကြက်ကြက်ကြီးတိုင်တိုင်မှာကြိုးတုတ်ခိုင်းနေ။ဆိုတော့အဲ့ဒီလိုမျိုးတွေကညီမတက်တော့ပေါ်မှာတင်းတဲ့အမားတို့လိုကိုကြီးစားတဲ့နှလုံးသားတွေကလေကြည်လည်းမကြည်ရတော့ဘူးစိတ်တွေလည်းမကောင်းညီမရဲ့။အဲ့လောက်ကြည့်လူတယောက်ကိုကိုပြည့်စည်ဝင်ခိုးလို့ရှိရင်ညီမသက်ဆိုင်အောင်ညီမတိုင်လိုက်ပါနော်။ အကုန်လုံးစိတ်မကောင်းဖြစ်ရတယ်နော်တချို့လူတွေကစားဝတ်နေရတော့မှမနေ့ကစားပြီးညစာမစားတဲ့လူတွေအများကြီးရှိတယ်နှွေးခေါင်းကောင်းတော့ထမင်းကတက်သူတွေအများကြီးရှိနေပါတယ်ထမင်းတလုံးစားဖို့မလွယ်ကြတဲ့အချိန်မျိုးမှာညီမကြိုးတုပ်ပြီးတော့နေပူထဲမှာထားတာကတော့မကောင်းဘူးလို့ထင်လို့ပါညီမရဲ့နော်ဟုတ်ပါကျွန်တော်အခုရောက်ရှိနေရတော့လိုင်းသားရဘူအချုပ်၅ရက်ကွက်မနေ့ကဖြစ်သွားတဲ့အရာလေးကိုကျွန်တော်ပြောချင်လို့ပါနော်ဒီအရာကတော့တွဲသားသူစိုင်ပေါ့ပြောချင်တာကဘာလဲဆိုတော့ အမှန်တော့ခလေးကိုလောက်တာမဟုတ်ပြာနော်ဒါခလေးဆိုတာဝန်ညာနေရခလေးကိုဆွဲခေါ်တယ်မေးရမထက်တဲ့ကြောက်ကြောင့်မလို့ကြောပါပါတာပေါ့နော်ခြေရဆိုတာလည်းခလေးကိုခဏပဲခြေလိုက်ရခလေးကိုခေါ်ပြီးတော့အထက်ထဲမှာခလေးကိုမုတ်တွေကျွေးတယ်အေးတွေတိုက်တယ်ပေါ့နော်ဒီတက်တော်တွေမှာပါတဲ့ဟာခဏတာပေါ့နော်အမှန်တော့ချိန်ချောက်တာပေါ့နော်ရွေးနှုတ်မှုနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူးနော်ကျွန်တော်တို့အခုဒီဆိုင်ရှိကိုရောက်နေတာပါနောက်တော့ပြန်လှုပ်ပေးလိုက်တယ်လို့ပြောပါတယ်ပေါ့နော်ကျွန်တော်တို့ကအခုဒီခလေးကိုကူညီမှုလာတာပေါ့နော်သူတို့ကလည်းလိပ်စာမသိဘူးလို့ပြောပါတယ်တကယ်တော့နားလည်မှုမလွဲပါနဲ့နော် ီဆိုင်ရောက်ဝန်ထမ်းတွေရောအမားတွေရောအဲ့လိုပုံစံမျိုးမရှိပါဘူးကျွန်တော်တို့ကတရက်ကွက်တဲ့နေရာကြောင့်မလို့သိပါတယ်ပေါ့နော်ဒါကာပြီးပြောတာမဟုတ်ပါဘူးဟိုတက်တက်ပုံမှန်မြင်တဲ့ခါကျတော့ဒီမတွေကနည်းနည်းကိုတိလေးရောက်လုံးမိခါကျတော့ရိုင်းတယ်လို့ဆိုလို့ဖြစ်သွားတယ်ပေါ့နော်တကယ်တော့မှားခဲ့ပါတယ်ပြီးတော့ခလေးပါတာခလေးကခဏပဲပါတာပါနော်ခလေးကိုပြန်ခေါ်ပြီးတော့မုတ်တီလည်းကျွေးလာပါတယ်ဒီမှာစီဗီတောင်မတန်းရတော့ခလေးကဒီမှာလာခိုးတာတုံးချိန်ရှိပြီတဲ့ဗျာနော်နှစ်ချိန်မှာခလေးကမတူဘူးလို့ပြောတယ်ဗျာနော်မယုံရင်လည်းကျွန်တော်တို့ဒီမှာ CCTV ရှိပါတယ်နော်လာကြည့်လို့ရပါလေပြောချင်တာကဘာလဲဆိုတော့ဒီဆိုင်ရဝန်ထမ်းလေးရဲ့ ဒီဆိုင်ရအမရေကိုနားလည်မှုမလို့ကိုကျွန်တော်ပြောချင်တာပါနော်ကျွန်တော်အခုလိုပြောပြတာကျွန်တော်နဲ့ရပ်ကွက်ကလည်းတူနေတော့ပြီးတော့ကျွန်တော်ဖုံးဆက်ပြီးခဏတာမေးနေလို့ကရင်လေးဘာဖြစ်တာလဲကရင်လေးနေတဲ့ရပ်ကွက်ကဒီငွေဖြစ်နေဆိုကျွန်တော်လန်လန်မေးလို့ကျွန်တော်ပြောပြချင်းဖြစ်ပါတယ်ပေါ့နော်ဒီဆိုင်ရဝန်ထမ်းလေးရောဒီဆိုင်ပိုင်ရှင်ကြီးအမအဲ့လိုစိတ်ချမ်းမှုလည်းမရှိပါဘူးဒါပေမဲ့ तू ကခဏခဏကိုးခံရတော့ဒေါသထွက်ပြီးတော့ဟိုလန်လန်လေးရောလက်ပါပါတယ်ဗျာနော်ကိုလေးလေးရောလောက်တဲ့ကြောင့်သူ့ဘက်ကမားပါတယ်ခလေးဆိုတာခဏတာပဲပါသွားတာပါနော်ခလေးကိုတကယ်တော့ခလေးကိုဘာမှမလုပ်ပါဘူးနော်ဒီမှာခြိထားတယ်ဆိုတာကလည်းခဏပဲခြိလိုက်ရ ပြီးတော့ခလေးကိုပြန်ခေါ်ပြီးတော့ခလေးကိုမုတ်တွေကျွေးတဲ့ရေတွေတိုက်ရဲအေးတွေတိုက်ပါတယ်ပေါ့နော်ဒီမှာမယုံရင် CCTV မှာတန်းတွေရှိပါလေလာကြည့်လို့ရပါလေပထမတစ်ခေါက်တည်းကခလေးကိုသူကဝန်ထမ်းတွေကခေါ်တယ်အဲ့ရအမကခလေးကိုမထုတ်ပေးလို့ခလေးကရောပြီးပါသွားလားအမကခလေးကကြားညာသွားလားတကယ်တော့ဒီဝန်ထမ်းတွေရောဒီအမတွေရောအဲ့လိုစိတ်တမျိုးမရှိပါဘူးနော်သူသူကိုကိုကတော့ကိုပစ္စည်းခိုးတဲ့ခါမှာတော့ဒေါ်လာဆက်တာပေါ့အဲ့ဒါကြောင့်မလို့အဲ့ဒီမှဒါတော့မှားပါတယ်ပေါ့နော်ခလေးကတော့ကြမ်းကြံသွားတာပါခလေးကအဲ့လိုလုပ်တာမဟုတ်ပါဘူးနော်ယူနေဘူးနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူး ကျွန်တော်ရက်ကွက်ကလူမှုလို့ကျွန်တော်ကာပြီးပြောတာမဟုတ်ပါဘူးเนาะကျွန်တော်တို့နဲ့လည်းခင်မြင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုဖန်ယူတူတာနဲ့လိုင်းရယ်ရှယ်လေးပြီးကုတူယူပေးပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်ခလေးလေးကိုတွားကူညီခြင်းလို့ပါเนาะခလေးလေးကိုလှူပေးခြင်းလို့ပါဒီဗီဒီယိုဖန်ယူတူတာနဲ့ဒီခလေးလေးကတောင်းပြီပေါ့เนาะတောင်းပြီလိပ်စာတိတယ်များရှိရင်ကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်တို့တွားကူညီခြင်းလို့တွားလှူခြင်းလို့ပါအားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နားလည်မှုလို့ကြပါနဲ့လို့